ဒီအဖြစ်ပြက်ကတော့တရုတ်ပြည်ကျန်းရှောင်းပြည်နယ်ရဲ့မြောက်ဘက်က ရွာငယ်လေးတွေမှာဖြစ်ခဲ့တာပါ။လူနဲ့သူ့ဖေမစ္စတာယန်ကအိမ်အပြင်ဘက်မှာစိုးရိမ်တကြီးနဲ့လမ်းလျှောက်နေခဲ့ကြပါတယ်။မစ္စတာယန်ကသူ့သားတီလိုဆက်လို့ရှာနေတာကိုတွေ့တော့သူ့ရင်ထဲမှာထူးဆန်းသလိုခံစားရပြီးတော့သူ့သားကိုစိတ်ငြိမ်အောင်ကူညီကပြောပြနေခဲ့ပါတယ်။မိရဆင်ပြေပါတယ်ပြဿနာရှိမှာမဟုတ်ပါဘူး။ဒါပေမဲ့လေလူရဲ့ဒီလိုဆက်ရထက်တန်နေမှုကအထူးဆန်းတော့မဟုတ်ခဲ့ပါဘူး။ သူနဲ့သူ့အမျိုးသမီးကအိမ်တော်သက်9နှစ်ကြာတဲ့အထိကလေးမရတာကြောင့်ပဲဖြစ်ပါတယ်။မိသားစုတစ်ခုလုံးကသူတို့ရဲ့ချွေးမလေးကိုဝင်ရှိပြီးကလေးမွေးဖွားမဲ့အချိန်ကိုစောင့်ဆိုင်းနေကြတာပဲဖြစ်ပါတယ်။တပ်ဖွဲ့ဆရာမကမနက်ထဲကအခန်းထဲကိုဝင်သွားခဲ့ပြီးတော့အခုချိန်ထိဘာကိုမှမတွေ့ရသေးပါဘူး။ဒါကြောင့်အဖေကသူ့သားကိုစိတ်လျှော့ဖို့နဲ့မစိုးရိမ်ဖို့အတွက်ပြောနေခဲ့ပါတယ်။နောက်ဆုံးနေ့လယ်လောက်ရောက်တဲ့အချိန်မှာတော့အင်းငယ်ကကလေးလေးရဲ့ငိုတန်းကိုကြားရတာကြောင့်လူနဲ့သူ့အဖေကပီတိဖြစ်သွားခဲ့ကြပါတယ်။ ကလေးလေးရဲ့ငိုတံကိုကြားရခြင်းကမိသားစုတစ်ခုလုံးကိုပို့ပြီးတော့အားတက်သွားစေခဲ့ပါတယ်။ထရူမိသားစုရဲ့နှလုံးသားထဲမှာပျော်ရွှင်မှုတွေ၊ကျေနပ်မှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ဆယ်မိနစ်လောက်ကြာပြီးတော့တကားကပွင့်လာခဲ့ပြီးတော့တာဖွားဆီယာမဆန်ကထွက်လာခဲ့ပါတယ်။အတော်ဆန်ဒါဒါကျွန်တော်ရဲ့ကလေးမွေးတာလား။လူကဝမ်းသာစွာပဲမေးလိုက်ပါတယ်။ မိကဝေါ်ဝတ်တုတ်တာအုပ်လေးမွေးပြတာကြောင့်သူတို့ကဘာစကားမှမပြောနိုင်အောင်ပီတီဖြစ်နေခဲ့ကြပြီးတော့လူကရွှေတုံးကြီးကောက်ရတယ်လို့ပြောနေခဲ့ပါတယ်။ဆီယမဆန်ကသူ့ရဲ့တာဖွဲ့ဆီယမလုံလာတဲ့တခြားမှာလူကသူမသိတဲ့အသက်အကြီးဆုံးအဖေတယောက်ပဲဆိုတဲ့အကြောင်းကိုပြောပြခဲ့ပြီးတော့ကလေးအမေကိုလည်းအပြင်းလေးနဲ့မထိတွေ့စေဘဲနဲ့အလင်းစလုံးမဖြစ်ဖို့အတွက်မှာကြားခဲ့ပါတယ်။လူကအရန်စိတ်လှရှားနေတာကြောင့်ဆီယမဆန်ဆက်ပြောနေတာကိုနားမထောင်မိနဲ့သူ့မိမနဲ့ကလေးကိုတွေ့ရဖို့အတွက်အိမ်ထဲကိုပြေးဝင်သွားခဲ့ပါတယ်။ ပျော်ရွှင်ခြင်းကိုအောင်ပွဲခံတဲ့အနေနဲ့မစ္စတာယန်ကနောက်ဆုံးတော့မြို့ဦးလေးရသွားခဲ့ပါပြီ။ဒါကြောင့်သူကဆီယာမယန်အတွက်စာအိတ်အနီလေးကိုပြင်ထားပေးခဲ့ပါရယ်။ဒါပေမဲ့လည်းမိနစ်အနည်းငယ်လောက်အကြာမှာတော့ဆီယာမဆန်ကပွင့်နေတဲ့စာအိတ်အနီလေးကိုပြန်တွန်းပြီးကခက်မမြန်ပဲထွက်သွားခဲ့ပါရယ်။ကလေးနဲ့မိခင်ကိုအစာတောက်တွေကျွေးတဲ့အခါညာဘက်တွေဆိုဗရင်ပေါက်ပိတ်ဖို့မမေ့ပါနဲ့မစ္စတာယန်ကတခုခုများမားနေလားဆိုပြီးတော့သူ့ရဲ့စိတ်ထဲမှာထင်သွားခဲ့ပါရဲ့ လူတိုင်းကမိရဲ့ကျမရဲ့အခြေအနေကိုစိုးရိမ်ခဲ့ကြပါတယ်။အချောင်းကတော့ဒါကသူတို့ရဲ့မြေဦးလေးဖြစ်တာကြောင့်အကုန်လုံးကပျော်နေခဲ့ကြတာပဲဖြစ်ပါတယ်။လူကမိကလေးမရနိုင်တော့ဘူးဆိုရင်သူ့ရဲ့စိုးရိမ်စိတ်တွေရောသွားခဲ့ပြီးတော့သူ့ရဲ့မျက်နှာကအပြုံကိုလူတိုင်းကိုပြနိုင်ပြီပဲဖြစ်ပါတယ်။မိသားစုဝင်တွေရဲ့အကူအညီနဲ့ကလေးလေးကကြကြမမာနဲ့ဝေဖွာလာခဲ့ပြီးတော့မိရဲ့ခန္ဓာကိုယ်ဟာလည်းထူးထူးထောင်ထောင်ဖြစ်လာခဲ့ပါဗျ။ ဒါပေမဲ့ကလေးလေးကိုမွေးပြီးတဲ့ညမှာတော့လာပြညဖြစ်ပြီးတော့လာဟာထိုင်နေတာနေခဲ့ပြီးတော့ထူးဆန်းတာတစ်ခုဖြစ်ွားခဲ့ပါတယ်။ကလေးရဲ့ငိုတန်းကြောင့်မိကအရင်နိုးလာခဲ့ပါတယ်။ကလေးရဲ့ငိုတန်းကအလုံးကိုပဲထူးဆန်းပြီးတော့ကြောက်မွဖွယ်ကောင်းတဲ့ခန်းစားချက်ကိုခန်းစားရကထူးဆန်းတဲ့အတန်နဲ့စက်တိုက်ကိုငိုနေတာပဲဖြစ်ပါတယ်။မိကအစကညနေတကောင်မှငိုယူပြီးတော့နိုးလာတာကသူ့ရဲ့သားလေးလိုပဲထင်နေခဲ့တာပါ။ကလေးကဗိုက်စားတာဒါမှမဟုတ်တခုခုဖြစ်လို့လားဆိုပြီးတော့ထင်နေခဲ့ပါတယ်။ ဒါပေမဲ့သူမမျက်လုံးကိုဖွင့်ချလိုက်တဲ့အခါမှာတော့သူမသားလေးကသူမရဲ့ဘေးမှာအပျော်နေတာပဲဖြစ်ပါတယ်။ဒါပေမဲ့ကလေးရဲ့ငုံတန်းကိုဇက်တိုက်ချာနေရဆဲပဲဖြစ်ပြီးတော့ရှက်မသွားခဲ့ပါဘူး။မိကစိုးရင်သွားတာကြောင့်ပို့ပြီးတော့တေချာအယုံဆိုင်နှာထောင်မှုအထွတ်ထားလိုက်ပါတယ်။ဒါပေမဲ့သူမရဲ့ခန္ဓာကိုယ်ကိုလေးလံနဲ့အရာတစ်ခုနဲ့ဖိထားခံရတဲ့ပုံပေါ်ပြီးတော့သူမကမလုံနိုင်ဖြစ်ခဲ့ရပါဗျ။ မေကသူ့ရဲ့ခန္ဓာကိုယ်ကမလှုပ်နိုင်ခဲ့ပေမယ့်သူမရဲ့မျက်လုံးနဲ့အောက်ကိုကြည့်လိုက်တဲ့အခါမှာတော့ကလေးလေးတယောက်ကသူ့ပေါ်ကုတ်တက်လာတာကိုတွေ့လိုက်ရပါတယ်။ကြည့်ရတာကလေးကမကြသေးခင်ကမွေးထားတယ်။ကလေးနဲ့တူပေမယ့်ခန္ဓာကိုယ်ကခင်းအောင်တန်းနေခဲ့ပြီးတော့ခေါင်းမှာလည်းအပြည့်အောင်သွေးကြောတွေကိုမြင်ရကအလွန်ကိုပဲကြောက်စရာကောင်းနေခဲ့ပါတယ်။ကြောက်စရာအကောင်းဆုံးအပိုင်းကတော့ကလေးရဲ့ပါးစပ်ကခြုံထက်နေတဲ့သွားသေးသေးလေးတွေနဲ့ပြည့်နှက်နေတာပဲဖြစ်ပါတယ်။ မင်းကြောင်လေးကမရဲခန္ဓာကိုယ်ကိုတက်လာခဲ့ပြီးတော့သူမရဲ့သဘင်တွေကိုဖဲကအသားကိုကိုက်ချပြလိုက်ပါတော့တယ်။မင်းကြောင်လေးရဲ့ခြွန်ထက်လုံးနဲ့တွားရီကြောင့်သူမကနာကျင်မှုကို စတင်ခံစားခဲ့ရပါတယ်။မိကဘာမှမလုပ်နိုင်ခင်မှာပဲထိုမကောင်းဆိုးဝါးမင်းကြောင်လေးကမရဲသွေးရည်ကြီးတွေကိုဆုပ်ယူပါတော့တယ်။ဒါကြောင့်မကြခင်မှာပဲမိဟာတတိလိမင်းမျောသွားပါတော့တယ်။မိကနောက်နေ့မိနစ်ထီကိုအိပ်ရာမနိုးခဲ့ပါဘူး။ နင်းညကဖြစ်ပျက်သွားတဲ့အရာအလုံးကအလုံးကိုပဲကြောက်စရာကောင်းနေခဲ့ပါတယ်။သူမကဒါကိုအိမ်မဆိုးလို့တင်ခဲ့ပေမဲ့အိမ်မဆိုးကတကယ်အဖြစ်ပြက်နေကိုတူနေခဲ့ပါတယ်။သူ့အချိန်မှာလူကလည်းနူးလာခဲ့ပြီးတော့ကျမ်းမြေပေါ်ကကလေးလေးကိုကောက်ချီလိုက်ပါတယ်။သူ့ရဲ့သားလေးကအရင်ကဒီလိုမငုံခဲ့ဘူးသလိုဘယ်သူကမှလည်းကလေးကိုဒီလောက်တိငိုအောင် လုပ်ခဲ့လဲဆိုတာကိုမသိကြပါဘူး။ ကြောက်ရွံ့နေတဲ့လူလေဆစ်ရုပ်တွေသွားခဲ့ပြီးတော့ကလေးကိုဘလို့ထိမ့်ပြရမလဲဆိုတာကိုမသိတော့ပါဘူး။မိကအဲ့ရတဲ့ကထားလိုက်ပြီးတော့ကလေးကိုချော်နေခဲ့ပါရယ်။ကလေးကတော့ငိုနေသေးပဲဖြစ်ပြီးတော့ငိုတန်ကပို့ပို့ပြီးကျေလောင်လာခဲ့ပါရယ်။ဒါကြောင့်သူမဟာသူ့လင်မယားနှစ်ယောက်ကို ကလေးကိုအနိကက်တေချာဆောင်ကြည့်ဖို့အတွက်အကြံပေးခဲ့ပါရယ်။အဲ့ဒီနောက်အနှီးလေးကိုဖြွင့်ကြည့်လိုက်တဲ့အခါမှာတော့လူကြီးတွေရောကလေးရဲ့အဖွာကပါလန့်သွားခဲ့ကြပါရယ်။ ခလေးရဲ့လေတိုင်းနုနုလေးမှာညည်းရဲပြီးတော့ရောင်ရမ်းကအပေါက်လေးတွေဖြစ်နေခဲ့ပါတယ်။ဒါကသွားအချွန်တိတိလေးကကြိုက်ထားတဲ့ပုံစံနဲ့တူနေခဲ့ပါတယ်။ဒီအနာကိုတွေ့တော့တဲ့အခါမှာတော့မေကမင်းညားကမှတ်ခဲ့တဲ့အိမ်မဆိုးကိုချက်ချင်းသတိရသွားခဲ့ပါတယ်။ဒါကြောင့်သူမဟာသူမရဲ့စိတ်ဆင်းရဲစရာအကြောင်းကိုလုံနဲ့သူ့အမေကိုပြောပြခဲ့ပါတယ်။သူမပြောပြတဲ့နောက်မှာတော့သူမရဲ့ရှင်ဘက်ကနာကျင်မှုကို ခံစားခဲ့ရပါတယ်။ သူမရဲ့အင်ဂျီကိုဖိလိုက်တဲ့အခါမှာတော့တောပေါရသေးသေးလေးတွေကိုတွေ့လိုက်ရပါတယ်။ဒါဆိုရင်မင်းညားကဒါကအိမ်မမဟုတ်ခင်ဘူးလား။ကလေးရဲ့အဖွာကချက်ချင်းပဲအရှင်ကကျိလက်ဒေတာရီရဲ့တက်ကြီးရွယ်အိုရီပြောပြောနေတဲ့မင်းစာလေးရဲ့လက်ချက်ဆိုတာကိုတီးသွားခဲ့ပါတယ်။ကျိလက်ဒေတာမှာမွေးကင်းစကလေးတွေတည်ဆုံနေဆိုရင်မြေမမြုပ်မိမရှုကြပဲနဲ့ကလေးတွေကိုလေကွင်းထဲကိုဒီတိုင်းဆုံးပြစ်လိုက်ကြပါတယ်။ ကလေးငယ်တွေကဒီလိုမတရားမှုတွေကိုခံစားရတာကြောင့်သူတို့ရဲ့ဝိညာဉ်တွေလොမြောက်ဖို့အတွက်ဒီမြေကွက်လက်နေရာတွေမှာနေအောင်ကိုထိတွေ့ရမယ်လို့အခိုင်အမာဆိုထားကြပါတယ်။တချို့ကလေးအသေးလေးတွေကတိမ်ထူတဲ့အချိန်ညဘက်လရောက်ကြေအောင်ထွက်တဲ့အချိန်မှာမွေးခဲ့ကြတာကြောင့်သူတို့ကနာကျင်ချက်တွေကိုသေဆောင်ထားရတဲ့ကလေးမင်စားလေးတွေဖြစ်လာကြတာပဲဖြစ်ပါတယ်။ ဒီလိုမင်းစာလေးတွေကသူတို့မှာပြင်းထန်နေတာကြီးချက်တွေရှိပြီးတော့နေရာတိုင်းမှာနှုတ်ရှာဖို့အတွက်တဘာဝကိုသာအာကိုခဲ့ကြပြီးတော့အနီးအနားမှာမကြသေးခင်ကကလေးမွေးထားတဲ့မိခင်နေစီကိုရောက်လာတတ်ကြပါရဲ့။မိရဲ့ပြောချက်အရတော့သူမကမကြသေးခင်ကကလေးမွေးထားတာကြောင့်ဒီမင်းစာလေးရဲ့ပြတ်မှတ်ဖြစ်သွားရတယ်လို့ဆိုပါရဲ့။ဒီရွာရဲ့အနောက်ဘက်မြကင်းပြင်ကမွေးကင်းစကလေးတွေရဲ့အလောင်းတွေကိုမကြာခဏဆုံးပြတဲ့နေရာပဲဖြစ်တယ်လို့ဆိုပါရယ်။ သိကြပါဦးကလေးအတီကိုအနီနာမှာဆုံးပြစ်ထားတာကို မြင်တွေ့ခဲ့ရပြီးတော့ကလေးကမှစားအပြစ်ပြောင်းသွားတာပဲဖြစ်ပါတယ်။လူနဲ့သူ့အဖေကအဲ့ဒီညကိုဒီမြက်ခင်းတွေပေါ်မှာဆွန်ထားတဲ့ကလေးရဲ့အလောင်းကိုရှာဖွေခဲ့ကြပါတယ်။တည်နေတဲ့ကလေးလေးရဲ့မျက်နှာကတနာစရာကောင်းတယ်လို့သူတွေကပါစက်သေးကထွက်နေခဲ့ပြီးတော့ကြောက်စရာလည်းကောင်းနေခဲ့ပါတယ်။ ရန်မိသားစုရဲ့အဖေနဲ့တားကတစ်သားအနေငယ်ကိုမင်းစာလေးရဲ့အလောင်းပေါ်ကိုပုံလိုက်ပြီးတော့ဒီမင်းစာလေးရဲ့အလောင်းကိုမိရှုကတကြိုပေးလိုက်ကြပါတော့တယ်။အဲ့ဒီအချိန်ကစပြီးတော့မင်းစာလေးရဲ့ဝိညာဉ်ဟာဘယ်တော့မှပြန်ပေါ်မလာခဲ့ပါဘူး။ဆရာမဆန်ကမကြသေးခင်ကရွာအနီးနားမှာရှိတဲ့အင်းကြီးချင်းမိသားစုရဲ့ကလေးကိုမွေးဖွားပေးခဲ့ပါတယ်။ဒါပေမဲ့မွေးဖွားပေးပြီးမကြခင်မှာပဲကလေးကတည်ဆုံသွားခဲ့ပါတယ်။ဒါကြောင့်ဆရာမဆန်ကဒါကမကောင်းတဲ့နှမိတ်ဆိုတာကိုသတိထားမိခဲ့ပါတယ်။ ဒါပေမဲ့ဘသူကမှဒါကိုမယုံကြည်ခဲ့ကြသလိုတိတ်သွားတဲ့ကလေးလေးကလည်းမင်းစာဖြစ်လာမယ်လို့ဘသူကမှမျှော်လင့်မထားခဲ့ကြပါဘူး။ဗီဒီယိုလေးတွေကို Universe TV ရဲ့ TikTok, YouTube, Telegram စသဖြင့်နေရာတွေကနေလည်းကြည့်ရှုလို့ရနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။